ါရှင်ရန်ကုန်ခေတ်ရဲ့နေ့လည်ခင်သတင်းတွေကို တင်ဆက်ပေးပါမယ်။မြင်းဆွေအာဓုဘခြာပွဲကို အာနာရှင်ဟောင်းတန်းရွှေကမတက်ဖဲမြင်းဖြစ်တဲ့သူလေရွှေသွေးအောင်ကိုလွတ်လိုက်တဲ့အပြင်သိန်းစိန်ရွှေမန်းနဲ့လူမြင်ကွေးမှာပြောင်းနေခဲ့တဲ့တင်အောင်မြင်ဦးအပါဝင်ဘိုးချုပ်ဟောင်းတွေအားလုံးလာတက်ကြတာကိုတွေ့ရပါတယ်။ တောင်ငူတမြို့နယ်နှုံးမှာစစ်မှုထမ်းအပတ်စဉ်16အတွက်လူငယ်600ကျော်ပေါ်တာဆွဲဖမ်းဆီးခံရပြီး ခင်းသရမှာစစ်မှုထမ်းဖို့အကျုံးဝင်တဲ့လူငယ်တဦးကိုစစ်မှုထမ်းခြင်းလစဉ်သသိန်းခွဲအထိတိုးမြင့်ကောက်ခံနေတဲ့တရင်အပါအဝင်နေ့လည်ကင်းတရင်တွေကိုတင်ဆက်ပေးပါမယ်ရှင်ပထမဆုံးတင်ဆက်ပေးမယ့်သတင်းကတော့ အကြံပတ်စစ်တပ်ရဲ့ကိုစားပြုယာယီသမရအမိခံမြင့်ဆွေရဲ့အာတုဘခြာပွဲကို အာနာရှင်ဟောင်းတန်းရွှေက မတက်ဖဲမိဖြစ်တဲ့သူ နေရွှေသွေးအောင်ကိုသာစေလွခဲ့တာကို မြင်တွေ့ရပါတယ်။ဒါအပြင်အရင် သမရဟောင်းသိန်းစိန်ဘိုးချုပ်ကြီးဟောင်းရွှေမန်းနဲ့လူမြင်ကွင်းမှာ ကာလကြာရှည်ပျောက်ွယ်နေခဲ့တဲ့တီဟာသူရတင်အောင်မြင်ဦးဒုသမရဟောင်းညံထွန်းအရင်ရွေးကောက်ပွဲ ကော်မရှင်ဥက္ကဋ္ဌတင်အေးအပါဝင် ဘူဂျုံဟောင်းတွေအားလုံးလူဆုံတက်ဆုံတက်ရောက်ခဲ့ကြတာကိုမြင်တွေ့ရပါတယ်။အာတုဘခြာပွဲကိုလာတဲ့တမရဟောင်းသိန်းစိန်တင်အောင်မြင့်ဦးတင်အေးအပါဝင်ဘူဂျုံဟောင်းတွေကိုမင်းအောင်လိုင်းကလိုက်လံနှုတ်ဆက်ခဲ့ပေမဲ့လေဘူဂျုံကြီးအောင်သူကရွှေမန်းကိုတော့လုံးဝမနှုတ်ဆက်ဘူးလို့နိုင်ရေးပွဲမှာရှိနေခဲ့တဲ့နေပြည်တော်စစ်ပတ်သတင်းရင်းမြစ်ကပြောပါတယ်။ဒါအပြင်မြစ်ဆွေနိုင်လမ်းကြောင်းအစီအစဉ်ကိုရန်ကုန်ခေတ်တည်းမှာပေါက်ကြားခဲ့တာကြောင့် မနေ့ကပြုတ်လုခဲ့တဲ့နာယီလမ်းကြောင်းတစ်လျှောက်နဲ့စစ်သင်းကြီးမှာစစ်တပ်ကဂျမ်မာရီအများအပြားအသုံးပြုထားတာကိုလည်းတွေ့ရပါဗျ။အဲဒီဂျမ်မာရီကြောင့်ဖုန်းလိုင်းတွေနဲ့အင်တာနက်လိုင်းတွေယာယီဖြတ်တောက်ခဲ့တယ်လို့သိရပါဗျ။အဲ့ဒီမြင့်ဆွေအာသူဘကိုပြည်သူတွေနဲ့နန်းစီဒီယံဝန်ထမ်းတွေကိုစစ်တပ်ကအတင်းအကျပ်စင့်ခေါ်ခဲ့ပြီးမနက်အစောပိုင်းကနေစတင်ကလမ်းဘေးဝဲရတလျှောက်နေပူတွေမှာစောင့်ဆိုင်ခိုင်းခဲ့တာဖြစ်ပါတယ် လာမယ့်ဩဂတ်လ23ရက်နေ့မှာတော့နေပြည်တော်မှာရှိတဲ့ဒုသမရနေအိမ်မှာမြင့်ဆွေရဲ့ရက်လည်နာရေးတပိတ်တုပ်ပွဲပြုလုပ်မယ်လို့သိရပါတယ်ရှင်ပဲခူးတိုင်းဘက်ကသတင်းကိုကြည့်အောင်ပါပဲခူးတိုင်းတောင်ငူမြို့နယ်တမြို့နယ်လုံးမှာအခုလတည်းမှာမကြခင်ဖွင့်လင်းမဲ့စစ်မှုထမ်းအပတ်စဉ်16အတွက်လူငယ်အယောက်600ပေါ်တာဆွဲဖမ်းဆီးခံရတယ်လို့တောင်ငူမြို့နယ်အခြေစိုက်ဒေသသတင်းရင်းမြစ်တွေနဲ့ ဖမ်းဆီးခံရတဲ့လူငယ်တချို့ရဲ့မိဘဆွေမျိုးတွေစီကနေသိရပါဗျ။တန်ကူမြို့နယ်မှာဩဂုတ်လတရနေ့ကနေစပြီးစစ်တပ်နဲ့ပြူစောထီးတွေက ပုံစံအမျိုးမျိုးနဲ့လူငယ်တွေကိုနေ့စဉ်အယောက်90ထက်မနည်းဖမ်းဆီးပေါ်တာဆွဲခဲ့ပါတယ်။တန်ကူမြို့အဝင်အထွက်စစ်စေးရေးဂိတ်တွေမှာဖမ်းတာတန်ကူမြို့ပေါ်မှာညအချိန်အယ်စင်းစစ်တပ်တွေခီးသွွားလူငယ်တွေရဲ့မိုဘိုင်းဖုန်းတွေမှာ VPN တက်ဆင်ထားတယ်ဆိုပြီး ဖမ်းဆီးတာတွေကိုစစ်တပ်နဲ့ပြူစောထီတွေက လုံဆောင်ခဲ့ကြပါတယ်။တောင်ကုန်မြို့နယ်ကြောက်တိုင်ကြီးရွာအုပ်စုမှာနေထိုင်တဲ့အသက်34နှစ်အရွယ်စောကျော်ထူးဆိုရင်တောင်ကုန်မြို့ပေါ်ကို စေဝါသွားရောက်ဝယ်ယူခြင်း စစ်စေးဂိတ်မှာဖမ်းဆီးခံခဲ့ရကလာရောက်ဝယ်ယူတဲ့စေဝါတွေမှာစီးကြိုစီးနဲ့အစာအိမ်ယောဂတတဆီးတွေဖြစ်ပြီးငါးလစာဝယ်ယူတာကိုစစ်တပ်ကဖမ်းဆီးစစ်ဆေးပြီးတဲ့နောက် စစ်မှုထမ်းရမယ်ဆိုပြီးစစ်သားစုဆောင်ရေးတပ်ကိုပို့ဆောင်ခဲ့တယ်လို့သိရပါတယ်။အခုလိုပဲအေယာဝတီတိုင်းဟင်းဒရာမြို့နယ်စကန်းကြီးကျေးရွာအုပ်စုမှာကျေးရွာအုပ်ချုပ်ရေးမှုအုံတန်းအဖွဲ့ဝင်ကျော်ဝင်းရှိန်စိုးသူဦးတို့ကစစ်မှုထမ်းဖို့အကျုံးဝင်တဲ့လူငယ်ရှိတဲ့အိမ်အောင်စုတိုင်းကိုတလကိုငွေကျပ်သသိန်းခွဲအထိစစ်မှုထမ်းခြင်းတိုးမြင့်ကောက်ခံလာပြီးငွေမပေးရင်စစ်သေးကိုတွားရမယ်လို့ပြည်သူတွေကိုချိန်ချောက်နေပါတယ်။ အကြမ်းဖက်စစ်ကောင်စီတပ်ကလာမယ့်ဩဂတ်လ15ရက်နေ့မှာစစ်မှုထမ်းအပတ်စဉ်16ရက်အတွက်လူငယ်တွေကိုစစ်မှုထမ်းတင်တန်းကျောင်းတွေကို အရောက်ပို့ပေးဖို့မြို့နယ်စစ်မှုထမ်းဟောင်းစင့်ခေါ်ရေးအဖွဲ့တွေကိုညွှန်ကြားထားတယ်လို့သိရပါတယ်ရှင်။မကွေးတိုင်းဘက်မှာလည်းမကွေးတိုင်းရေနံကျောင်းမြို့မှာအကြမ်းဖက်စစ်တပ်ကလူငယ်တွေကိုပေါ်တာဆွဲဖမ်းဆီးပြီး တအူးကိုငွေကျပ်3900နဲ့ပြန်ရွေးခိုင်းကငွေကြေးမပေးနိုင်တဲ့သူတွေကိုစစ်တပ်တင်းတန်းကြောင်ပို့ဆောင်มาဖြစ်တယ်လို့ဒေသပြည်သူတွေကရန်ကုန်ခေတ်စ်ကို ပြောပါတယ်။ဩဂတ်လ17ရက်နေ့ရင်းနှံချောင်းမြို့စစ်မှုဆောင်မှာ အလုတ်လုတ်ကင်နေတဲ့ကိုချင်းနဲ့36ရွာသားကိုလွင်မိုးကိုစစ်သားတွေကပေါ်တာဆွဲဖမ်းဆီးခဲ့ပြီးငွေကျပ်3900တောက်ခံခဲ့ပါတယ်။အကြမ်းဖက်စစ်သားတွေတောက်ခံတဲ့ငွေကြေးမပေးနိုင်တာကြောင့် ူတို့နှစ်ဦးကို မကွေးမျိုးဘက်ကိုပို့ဆောင်ပြီးစစ်တင်တန်းကြောင့်မှဆင်းဆင်းမှုတွေလှုပ်ဆောင်နေတယ်လို့သိရပါတယ်။အခုလိုပဲစက်မှုစုံလုပ်ငန်းပိုင်ရှင်တဦးရဲ့တားဖြစ်သူကိုလည်းအကြမ်းဖက်စစ်တပ်ကဩဂတ်လ9ရက်နေ့မှာပေါ်တာဆွဲဖမ်းဆီးခဲ့ပြီးငွေကျပ်3900နဲ့ပြန်လည်ရွေးထုတ်ခဲ့ရတယ်လို့သိရပါတယ်ရှင်။ရခိုင်ဘက်ကသတင်းကိုတင်ဆက်ပေးပါမယ်။ရခိုင်တိုက်ပွဲမှာအကြမ်းဖက်စစ်တပ်ရဲ့ပစ်ခတ်တိုက်ဖြတ်တာကြောင့် ပြည်သူ920ကျော်သေဆုံးခဲ့တယ်လို့အာရခတတော် AA ပြောခွင့်ရဥခိုင်ဒုက္ခကမနေ့ကသတင်းစာရှင်းလင်းပွဲမှာထုတ်ပေါ်ပြောဆိုခဲ့ပါတယ်။ပြီးခဲ့တဲ့2023ခုနှစ်နိုဝင်ဘာလကစတင်ခဲ့တဲ့တကြော့ပြန်ရခိုင်ပြည်တိုက်ပွဲအတွင်းမှာအာနာသိစစ်ကောင်စီကြောင့်ရခိုင်ပြည်သူ926ဦးသေဆုံးခဲ့ရပြီး1954ယောက်ဒဏ်ရာရရှိခဲ့တဲ့အပြင် ရခိုင်ပြည်သူ948ယောက်လဲစစ်ကောင်စီစီမှာဖမ်းဆီးခံထားရတယ်လို့သိရပါတယ်။ဒါအပြင်စစ်ကောင်စီရဲ့လေကြောင်းရေကြောင်းလက်နက်ကြီးပစ်ခတ်တာတွေနဲ့မီးရှို့တာတွေကြောင့်အပြစ်မဲ့ပြည်သူတွေပိုင်ဆိုင်ထားတဲ့လူနေအိမ်အလုံးတထောင်ကျွဲကျော်ဘာသာရေးအဆအဦး60စာတင်ကျောင်း45ကျောင်းစေယုံစေကန်12ခုတရား22စင်း UNINGO NGO ရုံးအဆအဦး3ခုအပြင် အခြားအဆောက်အဦစုစုပေါင်းတောင်းတထောင်ကျော်ဖျက်ဆီးခံခဲ့ရတယ်လို့သိရပါတယ်။စစ်ကောင်စီကရခိုင်ပြည်အတွင်းမှာစစ်ရေးရှုံးနိမ့်နေတဲ့အတွက်ငားမရတွင်းဖြတ်ပုံစံနဲ့ပြုလုပ်နေပြီးအပြစ်မဲ့ပြည်သူတွေကိုမတရားဖမ်းဆီးတပ်ဖြတ်တာနဲ့မြို့ရွာတွေကိုရည်ရွယ်ချက်ရှိရှိ လေချောင်းပုံကျဲတိုက်ခိုက်တာတွေကိုပြုလုပ်ပြီးစစ်ရာဇဝဲမှုကိုပျောင်ပျောင်တင်းတင်းချိုးဖောက်ကျူးလွန်နေတယ်လို့ဥခိုင်တုခါကပြောပါတယ်ရှင်။ စကိုင်းတိုင်းဘက်ကသတင်းတွေကိုတင်ဆက်ပေးပါမယ်။စကိုင်းတိုင်းစကိုင်းမြို့နယ်တောင်ရင်ရွာအနီးမှာရင်ရနားတဲ့စားတောက်ဆိုင်ကိုအကြမ်းဖက်စစ်တပ်က Jet Fighter ၄စီးနဲ့ဘုံးကျဲတိုက်ခိုက်တာကြောင့်ပြည်သူ၆ဦးသေဆုံးပြီးထိခိုက်ဒဏ်ရာရရှိသူတွေများတယ်လို့ Wallet Information နဲ့ Network ရဲ့တာဝန်ရှိသူတဦးကရန်ကုန်ခေတ်စ်ကို ပြောပါတယ်။မနေ့ကဩဂတ်စ၁၇ရက်နေ့နေ့လယ်၂နာရီကစကိုင်းမြို့နယ်တောင်ရင်ရွာအနီးကရင်ရနားတဲ့စားတောက်ဆိုင်ကို အကြမ်းဖက်စစ်တပ်ကတတဦးကနေတက်လာတဲ့ jet fighter နှစ်စီးနဲ့မိချီလာကနေတက်လာတဲ့ jet fighter နှစ်စီးတွေနဲ့အကြိမ်20ခတ်လေကြောင်းတိုက်ခိုက်ခဲ့တယ်လို့သိရပါတယ်။အကြမ်းဖက်စစ်တပ်ရဲ့လေကြောင်းတိုက်ခိုက်တာကြောင့်ပြည်သူ6ဦးသေဆုံးကထိခိုက်ဒဏ်ရာရရှိသူတွေများပြီးသေဆုံးသူအရေအတွက်ထတ်တိုးနိုင်တဲ့အပြင် လေကြောင်းတိုက်ခိုက်တာကြောင့်ကားလေစီလည်းမီးလောင်သွားပြီးနေအိမ်တချို့လည်းထိခိုက်ပျက်စီးခဲ့ပါတယ်ရှင်။ ဆက်လက်တင်ဆက်ပေးမှာကတော့စကိုင်းတိုင်းကောလင်းမြို့နယ်ကြောက်တန်းရွာကိုဓမြဝင်တိုက်ပြီးမိသားစုဝင်၅ဦးကိုကျိုးတုပ်ကရိုက်နှက်သွားတဲ့၄ယောက်ကိုတော်လန်ရေးတပ်ဖွဲ့တွေကဖမ်းဆီးရရှိခဲ့တယ်လို့ကောလင်း info ရဲ့တာဝန်ရှိသူတဦးကရန်ကုန်ခေတ်စ်ကိုပြောပါတယ်။ပြီးခဲ့တဲ့ဇူလိုင်လ22ရက်နေ့မှာကောလင်းမြို့နယ်ကြောက်တန်းရွာမှာရှိတဲ့ဥမင်းကောင်းနဲ့မိသားစုဝင်၄ဦးနေထိုင်တဲ့နေအိမ်ကိုဒုတ်တွေဓာတ်တွေကင်ဆောင်လာတဲ့လူ၄ယောက်က ဓမြဝင်တိုက်ခါမိသားစုဝင် အားလုံးကိုကျိုးတုပ်ရိုက်နှက်သွားပြီးငွေသားသိန်း160နဲ့တန်ဖိုးကြီးပစ္စည်းတွေကို ယူဆောင်သွားတယ်လို့သိရပါတယ်။အဲ့ဒီဓမြအဖွဲ့ကိုကောလင်းမြို့နယ်ပကဖပဖနဲ့ PDF တပ်ဖွဲ့တွေကလိုက်လံစုံစမ်းတဲ့အခါမှာဩဂတ်စ17ရက်နေ့ကဖမ်းဆီးနိုင်ခဲ့တယ်လို့သိရပါတယ်။အဲ့ဒီဓမြ၄ယောက်ကဝင်းတိုမြို့နယ်နန်းခမ်းရွာကံကုန်းရွာနဲ့ကောလင်းမြို့နယ်လက်ပတ်ခုံးရွာလျော်ဖြူကုန်းအရှိရွာတို့ကဖြစ်ပြီး စစ်ဆေးမှုတွေပြုလုပ်နေကဆက်လက်အေးအေးယူဆောင်ရွက်သွားမယ်လို့သိရပါတယ်ရှင်။အခုနောက်ဆုံးတင်ဆက်ပေးမယ့်သတင်းကတော့ပဲခူးတိုင်းရေတာရှည်မြို့နယ်စစ်တောင်းမြစ်အရှိကမ်းမှာရှိတဲ့ကဲလင်းစိတ်ကြီးရွာတောင်ကြီးကို အကြမ်းဖက်စစ်တပ်ကတိုက်ပွဲမဖြစ်ပွားပဲစက်တက်လေဒီနဲ့ငါးကြိမ်ဘုံကျဲတိုက်ခိုက်ခဲ့တယ်လို့ရေတာရှည်တောင်းရှင် information ရဲ့တာဝန်ရှိသူတဦးကရန်ကုန်ခေတ်စ်ကိုပြောပါတယ် ပြီးခဲ့တဲ့ဩဂုတ်စ17ရက်နေ့နေ့လယ်တနာရီခွဲကမြို့သစ်လေတက်ကနေတက်လာတဲ့စက်တက်လေဒီနစီအောင်ရေတာရှည်မြို့နယ်စတောင်းမြင့်အရှိကမ်းမှာရှိတဲ့ကဲလင်းစိတ်ကြီးရွာတောင်ချီတဝိုက်ကို အကြမ်းဖက်စစ်တပ်ကတိုက်ပွဲမဖြစ်ပွားပေ၅ချိန်ထပ်မင်းဘုံကျဲတိုက်ခိုက်ခဲ့ပါတယ်။အဲဒါကြောင့်တော်လန်ရေးတပ်ဖွဲ့တွေဘက်ကနေ G3 နဲ့ပြန်လည်ပြစ်ခတ်ခဲ့တယ်လို့ရေတာရှည်တောင်ရှိ information ရဲ့တာဝန်ရှိသူတဦးကပြောပါတယ်။ အခုလိုပဲဇွန်လပိုင်းကလည်းရေတာရှည်မြို့နယ်မှာရှိတဲ့ကင်းလင်းစိတ်ကြီးရွာကိုအကြမ်းဖက်စစ်တပ်ကဒရုန်းနဲ့ဘုံကျဲတိုက်ခိုက်ခဲ့ပြီးပိန်းနေပင် ကြီးရွာကိုရွာလုံးကျွတ်မီးရှို့ဖျက်ဆီးခဲ့ပါတယ်ရှင်။ဒါကတော့ရန်ကုန်ခေတ်ရဲ့နေ့လည်ခင်သတင်းတွေကိုတင်ဆက်ပေးခဲ့တာပါ။ကြည့်ရှုပေးခဲ့ကြတဲ့အတွက်ကျေးဇူးတင်ပါတယ်ရှင်။ကျွန်မကတော့ရှားပါ။